မြေမျိုးစားတွေများစွာထဲမှာမှာခရံမြေရဲ့အကြောင်းလေးကိုပြပြပေးခြင်းပါတယ်။အင်ချမ်းမြေလောကထဲမှာမြေမျိုးစားနဲ့ပိုင်ဆိုင်မှုပုံစံများစွာရှိတဲ့ထဲမှာမှာခရံမြေကတရားဝင်ပိုင်ဆိုင်မှုရှိထားတဲ့စာရဆာရန်တစ်ခုပဲဖြစ်ပါတယ်။အခြေခံအားဖြင့်ခရံမြေဆိုတာကနိုင်ငံတော်ပိုင်မျိုးမြေကိုလူနေထိုင်ခွင့်စီးပွားရေးလုပ်ကိုင်ခွင့်စတဲ့ကိစ္စရပ်တွေကိုသတ်မှတ်ထားတဲ့တတန်းကာလအတွင်းဥပမာနှစ်30နှစ်60နှစ်90ဆိုပြီးတော့ငှားရုံးခွင့်ပေးထားတဲ့တရားဝင်မြေငါးစာချုပ်ပဲဖြစ်ပါတယ်။ ကဲမြေကတတန်းတိုးခွင့်ရှိသလိုမျိုးတတန်းကုံဆုံးသွားလို့ရှိရင်လည်းအစ်စ်ပြန်လဲလျှောက်ထားနိုင်ွင့်ရှိပါတယ်။ဒါအပြင်မြေနေရာချမှတ်မှုအမိန့်တတ်တတ်တာရှိပြီးတော့တရားဝင်မြေပိုင်ဆိုင်မှုမရှိသေးတဲ့ပါမင့်မြေနဲ့လည်းကဲမြေကိုမှားရဲစွာသတ်မှတ်နိုင်ကြတာဖြစ်တဲ့အတွက်သတိပြုဖို့လည်းလိုအပ်ပါတယ်။ကဲမြေရှိထားတဲ့လူကသတ်မှတ်ထားတဲ့တတန်းကာလအတွင်းမှာမိပိုင်ဆိုင်တဲ့မြေကိုရောင်းချခြင်း၊ပေါင်နှံခြင်း၊အမွေပေးခြင်းစတဲ့အခွင့်အရေးတွေကိုလည်းရရှိခံစားစေနိုင်ပါတယ်။ နောက်ပြီးတော့တစ်ချက်တတိထားမှာဂေယံမြေများတတန်းတမတ်ချက်များရှိနေတာဖြစ်တာဖြစ်တဲ့အတွက်တမတ်ထားတဲ့တတန်းကာလအတွင်းမှာမူရင်းဂေယံမြေပိုင်ရှင်ကလွဲပြီးတော့တခြားမိသူတူတူတယောက်ကိုမှလွှဲပြောင်းပေးလို့မရပါဘူး။တကယ်လို့လွှဲပြောင်းပေးခဲ့မယ်ဆိုလို့ရှိရင်လည်းဥပဒေနဲ့ညှိစွန်းပြီးတော့အရေးယူခံရနိုင်ပါတယ်။ဒါကတော့ဂရံမြေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။လှိုင်းနေရာမှာရှိတဲ့အင်ချန်မြေကိစ္စအဝဝကိုရောင်းဝယ်ငါပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့တိရွရဲ့မြတ်စင်အောင်ရဲ့ estate company ကိုဆက်သွယ်စုံစမ်းမြင်မြင်နိုင်ပါတယ်ရှင်။